ထုံကိုကြည့်ရတာအခုတလုံးမှတမျိုးဖြစ်နေသည်ဟုကြောက်ကုန်ထင်သည်တိတ်ရှင်ရှင်လန်းလန်းမရှိခိုင်းလိုတက်တက်ချွတ်ချွတ်တက်တက်လက်လက်မဟုတ်ပဲဖြစ်နေရသည်တခါတခါငိုင်းတိုင်တိုင်နဲ့တဏှာကိုငေးချင်းငေးနေရသည်တခုခုကို တွေးနေတယ်လို့လည်းထင်ရ၏ထို့ကားကြောက်ကုန်မှာဤလဲလဲကြီးခံစားရသည်မောင်ကျော်လာကိုကိုဝင်ရှိကားကတော့လည်းလှထုံသားမျိုးဖြစ်ပေါ်သည် ခုလည်းကလေးရှိနေပြီလားမသိမောင်ကျော်လာလေးတောင်လေးတန်းရောက်နေပြီဆိုတော့ ဒီလောက်ချိန်နေချာပြီးဖြစ်နိုင်မှာမပြောလို့မရတချို့ဆို၁၄၅နှစ်ချာပြီးမှတော့မွေးတတ်သေးတာပဲကျော်ကွန်ဒီတမီးကလေးတယောက်ထပ်လိုချင်နေတာတော့အမှန်ပဲဖြစ်ရထို့ကြောင့်လှထုံတာတကယ်ဟိုရင်းဖြစ်ရမယ်တော့ဝမ်းသာရမှာပေါ့တပတ်ကပြန်စင်စားကြည့်တော့လေမောင်ကျော်လာတယောက်ကိုကျွေးမွေးဆောင်ရှာဖို့တော်တော်ယုံနေရတာမုံဘူးအချောင်းစီရဲ့စာအုပ်စာရေးကိရိယာဘူးစသည်အပါဝင်ကုံချောင်းမှုကမနေလား ောင်ကျော်လာမငယ်ငယ်ကလေးကချူချာသဖြင့်စီကန်းလည်းမကြာခဏသွားရသေးသည်ခလေးနောက်တယောက်သာထက်ရလိုကတော့မိဘွားစီရဲ့မိနေစီရဲ့စီဘွားကစသည်အတော်ကုန်ကြမှာထို့ကြောင့်ဝန်တာရမလားစိတ်ရှုပ်ရမလားဝေခွဲမရပဲဤလဲလဲကြီးဖြစ်နေတယ်လို့ပြောတာဘာပဲဖြစ်ဖြစ်မေးတော့မေးကြည့်ရမှာပဲမေးလိုက်လို့အဖြေတစ်ခုခု ထွက်လာတာကိုလည်းရင်ဆိုင်ဖို့မဝင့်မရဖြစ်နေပြန်သည် ဒီလိုနဲ့တုံဆိုင်နေစင်မှာလှထုံကပဲအရင်စပြောလေသည်ခုကြောက်ကွန်ခုတော်ကျမဟိုကြည့်ရတာတမျိုးဖြစ်မနေဘူးလားအေးဟာငါလည်းအဲ့ဒါမေးမလို့နင့်ဘာဖြစ်နေတာလဲဟူဟာများလားဘေးဟာလဲဟိုလေးနင့်မှာ ခလေးများရှိနေပြီလားလို့အိုးဒါမြန်အဆန်းလုံးလို့ရှိတာပေါ့ဟင်ဟုတ်လားခုကြောက်ကွန်ကလေကျမကြတော့ထုံကလေးအားကလေးနဲ့သူလည်းဦးကြောင်ကြောင်ပဲဟဲ့ဒါဆိုဒါဆိုဘယ်နှလားရှိမလဲဆယ်နှစ်လေဒါတော့မသိတော့ဘူးလားဆယ်နှစ် အာအတခါမှမကြဘူးဘူးဟာဘာဖြစ်နေရလဲမောင်ကျော်နာဆယ်နှစ်ဖြည့်တော့မယ်လीဒီတော့မှနားလည်မှုလွဲချော်နေတာကိုရိပ်မိတော့သည်ခလေးရှိနေပြီလားလို့ကျော်ကွန်ကမိတာကိုနှာတော်ကမောင်ကျော်လာကြောင်မိတယ်လို့မှတ်သွားတာကိုငါကမောင်ကျော်လာကိုမိတာမဟုတ်ဘူးနေ့မှာကိုဝင်ရှိနေပြီလားလို့ဒါကိုကျော်ကွန်အတိဆုံးဖြစ်မှာပေါ့အဲငါဘယ်လိုလုပ်သိရမှာလဲဒါမျိုးဆိုတော့ မိမကသာတိရတာလေအေးဟုတ်သားပဲနှတော်နဲ့ကတော့ဒီလိုဥလဲလဲဖြစ်နေကြမို့ကျောက်ကကလုံရင်ကိုသာထိုက်ရိုက်မေးလိုက်သည်ဘယ်လိုလဲကိုဝင်ရှိနေပြီလားအိုးပောက်ပောက်ချာချာမဟုတ်ပါဘူးဒါပြင်ပါကြောင့်ငူတူတူငိုင်းတိုင်းတိုင်းဖြစ်နေရတာလေတိပါဘူးခုတလောစိတ်တရားလဲခရောက်ကြီးရဲ့နဲ့စိတ်ညစ်တလိုလိုလွန့်တလိုလိုဆွေးတလိုလိုနဲ့အဲ့ဒါဟင်ပါလဲကျမ အတိတ်မေယောဂါများဖြစ်နေပြီလားမသိဘူးကိုကျော်ခွန့်ရဲ့။အနည်းနဲ့ဟာအခုပဲငောက်ကိုကျော်ခွန့်လိုတောင်ခေါနေသေးတာပဲ။ဘယ်လိုလုပ်တိတ်မေရမှာလဲ။တိဘူးလေ။အခုတော်တော်တိတ်မေတတ်တာ။ပစ္စည်းတစ်ခုတနည်းအားချတာပြီးဘယ်ရောက်နေမှမသိလို့ရှားတာလည်းအမော့ပဲ။ပြီးတော့မနေရဘာဟင်းနဲ့ထမင်းစားခဲ့တယ်ဆိုတာမျိုးတွေမိမိနေတတ်တယ်။ဒါမျိုးကတော့ငါလည်းဖြစ်တတ်တာပါပဲ။အတိတ်မေတယ်ဆိုတာကကိုကိုကိုတောင်ဘယ်သူမှ မမှန်မိတော့လောက်အောင်ဖြစ်သွားတာကိုပြောတာဗီဒီယိုကားတွေထဲမှာမကြည့်ဘူးလားဒီလိုပြောလိုက်တော့မှပိုဆိုးသွားပြီဟုတ်မယ်ဟုတ်မယ်ကားတိုက်ခံရပြီးအိတ်မေ့သွားတာတို့လူစိုးတွေဝိုင်းရိုက်တာခံရလို့ဘာမှမမှန်မိတော့တာတို့ကြည့်ဘူးတယ်ကျမလဲဟိုတရက်ကတိုင်နဲ့နဘူးနဲ့ဆောင်ဝေးပြီးမူးနောက်နောက်ဖြစ်သွားရတာကနေစပြီးခုလိုမေးတယ်လာတာပဲဟုတ်ပြီဟုတ်ပြီနဘူးနဲ့တိုင်နဲ့ပြန်ဆောင်လိုက်ရင်တော့ကောင်းသွားမယ်ထင်တယ်အင်းကိုဟောက်ကိုကြာတော့လဲ မလို့ရဲဘူးကိုကျော်ကကျမဟူဟူပဲလဲပေးမယ်လीနောက်ကနေခေါင်းကိုတခုခုနဲ့ရိုက်ပေးပါလားကိုရအောင်တော့မရိုက်နဲ့တော့မူးသွားရုံလောက်ပဲမဟုတ်တော့ပါဟူဟာရုပ်ရှင်กว่าကြည့်လို့ကောင်းအောင်စိတ်ကူးရင်မီရိုက်ထားတာအောက်မှတ်ပြီးရှောက်လို့မနေနဲ့ဟူတားမြစ်ထားရည်လှတော့ကရုံရတာမဟုတ်တော်ကြာမောင်ကျော်လှကိုဒါအမေကိုနောက်ကနေရိုက်ပေးစမ်းဆိုတာမျိုးလှုပ်ချင်လှုပ်နေမှာ မောင်ကျော်လာဆိုတဲ့ကောင်ကလည်းသူ့အမေလိုပဲခက်ဥဥရဲ့ဒီကောင်လည်းစိတ်မချတဲ့ပြင်မိအမေဘာခိုင်ခိုင်လုပ်မပေးရဘူးဟုမာထမီဒီမာရီမဲမောင်ကျော်လာခင်ဗျာအချောင်ခံရတော့ဒီလာတော့ငါဟင်းချက်နေရင်စားကုန်သွားတဲ့ပြင်တိုက်စားတထုပ်လောက်တော့ပဲပေးစမ်းမှာဟုထိုင်ဒီမောင်ကျော်လာကလည်းသူ့အဖေကျော်ကွန်မာထတဲ့အတိုင်းလုပ်မပေးနိုင်ဘူးဟုညင်းလိုက်လာတော့ငါစိတ်ဆိုးပြီဟင်နင်းငါ့ကိုအားခံနေဖို့ဟုတ်လားဆိုပြီးခေါင်းတစ်ချက်ခောက်ပြီးနင်း တော့ဝယ်မလားမဝယ်ဘူးလားမဝယ်ဘူးအမေကိုခံပတ်တဲ့ကောင်ဥင်ပြီးတော့ဆိုပြီးနောက်တော့ငါတန်ရောက်မှနေရွယ်သည်မောင်ကျော်လာကထွက်ပြေးဤနောက်တော့ငါနောက်ကပြေးလိုက်အခုလိုဖြစ်သွားတာပဲခက်ကန်းကညက်နေကျော်ကွန်အလုံးမှပြန်လာတော့ကလှတော်ကဝမ်းသာအားရစီပြောတော့သည်ကိုကျော်ကွန်ကျွန်မအတိတ်မေနေတာပြန်ကောင်းသွားပြီသိလားဟင်ဘလို့ဟုတ်တယ်မနေ့ကရှင်းသားတော့ပြေးလာရင်လည်းချီချော်လဲလို့ကမန်းနဲ့နဖူးနဲ့စမိတာအဲ့ဒီကစပြီး ကောင်းသွားတာပဲတော့အခုဆိုရင်တော့ပြီးခဲ့တဲ့တနည်းယူနေနေကဘိုင်းနဲ့စားခဲ့တယ်ဆိုတာတော့ပြန်ပြီးမှတ်မိနေပြီအဲ့ဒီနေကလေအမဲသားရင်တူးရိုးချက်တယ်လေဟိုငေးတင်ရေလုံးမိတယ်နည်းနည်းတော့တူးသွားပါရောလားအဲ့ဒါအကုန်မှတ်မိပြီတွေ့လားအေးအေးအေးကောင်းသွားလိကောကောင်းသွားလိကောဟုကျော်ကွန်ကအလိုက်တင်ပြောလိုက်သည်နှာတုံမှာဝမ်းသာနေတဲ့ဖြင့်ကမန်းနေဆောင်ပြီးနှစ်ဖူးမှာညိုမဲသွားတာတော့ဂယုမဆိုင်နိုင်တော့ကျော်ကွန်ဒီဖဏတ်ဆက်ရုံမှာအလုံးလုံးသည် ူးစရာဦးဂျီဝမ်ကစာဖတ်ဝါဒနာပါဤဂျာနယ်ဒီဝဲဖတ်မဂ္ဂဇင်းတွင်ငှဖတ်လေရှိသည်တချို့ဂျာနယ်မဂ္ဂဇင်းများကိုကြောကုန်အားပေးဖတ်ဤကြောကုန်ကအိမ်သို့ယူလာပြီးဖတ်သည်လှတော်ကတော့စာဖတ်တာသိဝါဒနာမှာပါဗီဒီယိုကြည့်ရတာကိုပဲသဘောကျဤသူ့အကြောင်းပြချက်ကတော့စာဖတ်ရတာတိတ်ပင်မန်းနဲ့ဇာလုံးနေပေါင်းပြီးတိတ်ပဲပေါ်ရတယ်။ဘာပြောတာလဲဆိုတာစဉ်းစားရသေးတယ်။တော်တော်လှုပ်ရှုပ်တာပဲ။ဗီဒီယိုကြည့်ရတာပဲကောင်းတယ်။အယုတ်လည်းမြင်ရအတန်လည်းကြားရ။တချင်းလည်းပါတယ်။နောက်ခံဒီလုံးတွေကလည်းနားထောင်လို့ကောင်းတယ်။ ကြောက်စရာခန်းနေမှာဆိုရင်ဒါတော့တော့ဆိုပြီးကြားလိုက်ရတာနဲ့တက်သေးတောင်းထားတယ်။ကျော်ကွန်တောင်မှာစာဖက်ဝါသနာပါတယ်ဆိုတော့လည်းပဲလုံးစီပန်းစီနားနေတာမဟုတ်တချို့ဇာကလုံးတွေကဘာကိုဆိုလိုမှန်းမသိအချို့ဟာတွေကြတော့ဝိတုသာဆိုတဲ့ဇာလဲလက်မှတ်ပါဇာသိငန်းလည်းမရှိဘဲနဲ့တုတ်လို့တန်းလန်းကြီးသူကဇာသိငန်းမှာဘာဖြစ်သွားသလဲဆိုတာသိချင်လို့ဖတ်တာလေ။ကြပြားလေးဆိုပိုတော့ဆိုသည်စာရကြောင်ကိုတော့နားလည်အောင်တိတ်ပဲဖော်ဖို့မလဲ။အဲသူကကြပြားဆိုရင် ဂျိုးနကောင်တနာမင်ညီနာကလွဲ့ဟောင်ကူထွဲဆိုတာမျိုးပဲကြိုက်သည်ပြီးတော့နမိတ်ပုံဆိုတာမျိုးလည်းရှိသေး၏သူသိတဲ့နမိတ်ဆိုတာကရှေ့မှာဘာဖြစ်မလဲဂျိုးပြီးတတိပေးတာပဲမနဲ့အိမ်ကအထွက်ခလုတ်တိုက်မြင်အလုတ်ထဲမှာအဆင်မပြေဖြစ်တတ်တယ်ကြီးတာရင်ဧည့်သည်လာမယ်တောက်တဲ့အော်ရင်လက်ကောင်းတယ်ဒါပဲထို့ကြောင့်ကြောက်ကွန်ဒီမက်ဂဇင်းဖန်လင်းကဘာကျော်တို့ဤတွင်ရင်များထူးခြားစံကြံဖြစ်ရများဆိုတာတွေကိုရွေးဖက်၏ဝိတုဆိုရင်လည်း အဖက်ရတာနားလည်သလားစက်သိန်းငန်းပါသလားဆိုတာကိုအရင်ကြည့်ပြီးမှဖတ်သည်။များသောအားဖြင့်တော့ channel တွေဒါအဖက်များ၏အထူးသဖြင့်ဘောလုံး channel ပေါ့ဒါကတော့ရှင်သည်ဘယ်သိန်းနိုင်နေဘယ်သိန်းချုံနေဘယ်သိန်းကချိန်နေကောင်းနေဘယ်သိန်းကတန်းစင်းစုံနေကမလွတ်သေးဘူးဘယ်သူတွေထင်ရရနေတယ်ဘယ်သူကဘယ်သိန်းကိုပြောင်းလို့မယ်ဖတ်ရတာအကုန်နားလည် data မှ super sunday ဒါဗင်ညက်နေခင်းမှာအသက်ဟတ်တက်꿰ခဲ့ရတဲ့ဖာကီရဲ့တရက်နီများဆိုတာမျိုးတခါတခါပါလာရင်မျက်မှောင်ကုတ်စင်းစားရသည်ဒီကြတဲ့လတော်ကလာလာမိတတ်သည်ခုကြောကုန်ဒီဒီဝိထုရံမှာပါလာတယ်လေကာမာလီကခန်းစားချက်တွေကိုအန်ထုတ်ပြလိုက်တယ်ဆိုတာလေသူဟာဘာလို့အန်ရလဲကိုဝင်ရှိနေလို့လားဟုတ်ဆိုတာမျိုးဖြစ်တခါကလည်းဒီဒီဒီထဲမှာဒေါသကိုမျိုးချပြလိုက်တယ်လို့ရေးထားတယ် ဒေါသကစားလို့ဝါလို့ရတာမှမဟုတ်တာဘယ်ဘယ်ဘယ်လိုလုပ်မျိုးချမလဲရှုတိလည်းမရှိဘူးတော့ဟုစောရကတဲ့ကျော်ကွန်းကဟာတကယ်မျိုးချတာမဟုတ်ဘူးပေါ့ဟာဥပမာအနည်းနဲ့ပြောတာပေါ့ဟုတက်တလောက်မှတ်တလောက်ရှင်းပြရသည် နောက်တနေ့မနေ့ကျတော့ကျော်ကွန်းဝမ်းလျှော့ဤညတော့ကချင်မောင်းနေမြင့်ရင်ရီပို့နေတာနှစ်မျိုးသဖြင့်အကုန်တောက်ခက်မိတာကြောင့်ဖြစ်သည်အိမ်သားထဲမှာတပူပူတပွန်ဝန်းတန်ဆောင်မြည်နေတော့လှထုံကအပြင်မှာလာရရင်လှန့်អော်သည်ကိုကျော်ကွန်းကိုကျော်ကွန်း ဘာလဲနေအုပ်မပြီးသေးဘူးပြောရင်မှမထိနိုင်မယ်အောက်ကအတန်တစ်ချက်ထွက်သွားသေးသည်ဘူးအိမ်သာဝင်မလို့မဟုတ်ပါဘူးတော့မိစရာရှိလို့ဟာရေးထဲမှာဘာလဲရှင်မနေ့ကဆက်ယူနေမှာဘာမကျေနပ်စရာတွေတွေ့ခက်လို့လဲအဘာမှမတွေ့ပါဘူးဟာဘာကြောင့်လာမေ့နေရတာလဲမနေ့တော့ကဒေါသတွေကိုဝမ်းနဲ့မြူချခဲ့ရလို့အခုမှအခုမှအောက်ကနေပြီးပြန်ထွက်လာတာမဟုတ်လား ကျောက်ကမှဝန်ထက်တဲ့ရစ်ပြီးနားလာကြီးကလည်းရည်ချင်းလာတဲ့ဖြင့်ရှုံဝင်မဲ့ကြီးပြုံးလာရသည်ရတ္တာစာပေဆိုသည်ကအစွမ်းထက်လာခြေသည်တကားလို့ပဲပြောရချေတော်မူဒါကတော့ဒါရင်ကရက်ခွက်ကကျောက်ကနဲ့လှထုံတို့ရဲ့ဒေါသတွေကိုမြို့ချနောက်တနေ့မှ အကနေပြန်ထွက်ရအဲဟုတ်ပါဘူးလေအဲ့ဒီဇာလန်လေးကိုပဲတင်ဆက်ခဲ့တာဖြစ်ပါတယ်ရှင် ဒီဇာတ်လမ်းလေးကတော့ဆရာမင်းလူရဲ့ခုခုခက်ခက်စာအုပ်ကနေပြီးကောင်းတော့ပြီးတင်ဆက်တာပဲဖြစ်ပါတယ်ရှင်။ဒီစာအုပ်ကိုတင်ဆက်ခွင့်ပြုပါရန်လဲဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။